ဲ့ရပတ်ဝန်းကျင်မှာ Roblox ဆော့နေတဲ့ကလေးတွေရှိရဆိုလို့ရှိရင်ဒီဗီဒီယိုကသင်ကြည့်ကိုကြည့်တဲ့ဗီဒီယိုတစ်ပုဒ်လို့ကျွန်တော်ညွှန်ပြရသေးပြ Roblox ဆိုတာကတော့မြန်မာနိုင်ငံနေမှာကောက်ဘူးတစ်ကမ္ဘာလုံးမှာ player base တန်ဖိုးများစွာရှိနေတဲ့ game platform တစ်ခုပဲဖြစ်ပါတယ်ဒီ platform ပေါ်မှာ game တွေကိုဆော့ကြတယ်ပြီးတော့ Robux ဆိုတဲ့ currency ကိုသုံးပြီးတော့ in game identity ကိုဝယ်ကြတယ်ပြီးတော့နောက်တစ်ခုအနေနဲ့တခြား game တွေနဲ့မတူဘဲ꽌ဖက်နေတဲ့အချက်တစ်ခုက Roblox player အများစုကအသက်18နှစ်ကနေ25နှစ်အောက် ကလေးတွေပဲဖြစ်ကြပါတယ်ဆိုလိုတာကတော့မိဘအုပ်ကင်းမှုအောက်မှာပဲရှိနေတဲ့ကလေးတွေပေါ့အဲ့တော့ဒီလောက်ထိ player base များပြီးတော့လူဆော့များပြီးနာမည်ကြီးနေတဲ့ game platform တခုကိုမိတရားရှိလာတဲ့အကြောင်းအရာတခုကတော့ဒီ platform ကတကယ်ပဲကလေးတွေအတွက်လုံခြုံစိတ်ချရတဲ့ပတ်ဝန်းကျင်တခုဖြစ်ရလားမိဘတွေအနေနဲ့ရောကိုယ့်ရဲ့မှာသားသမီးတွေသူတွေသူမတွေကလေးတွေက Roblox ပေါ်မှာပဲအချိန်ကြီးကုန်နေပြီဆိုလို့ရှိရင် အယူဆိုင်တင်လားတားမြစ်တင်လားထိန်းချုပ်တင်လားဆိုတဲ့အချက်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။အဲ့ဒါကြီးမပြောခင်မှာ Robux ဆိုတာဘာလဲအရင်ရှင်းပြဖို့လိုပါလိမ့်မယ်။ Robux ဆိုတာကတော့ Roblox ထဲမှာသုံးလို့ရတဲ့ currency တစ်မျိုးပါ။ဆိုလိုတာကတော့ game ထဲမှာသုံးလို့ရတဲ့ပတ်သက်ပေါ့။ဒီပတ်သက်ပေါ်လို့ကျွန်တော်ချင်းကျွန်တော်တို့ကအပြင်အနေဝေပေးပြီးတော့ဝေရပါတယ်။ကျွန်တော်တို့ရဲ့မှာ real money ပုံစံမျိုးပြန်ပြီးတော့ပေးဝေရတာပေါ့။ဒေါ်လာနဲ့ပေးဝေရတာမျိုးရှိရယ်။မြန်မာငွေနဲ့ပြန်ပြီးတော့ဝေရတာမျိုးကြီးလည်းရှိနေမယ်။ Robux ကိုသုံးပြီးတော့ကမှာ ိန်းထဲမှာရှိတဲ့ item တွေဝတ်စုံတွေကားတွေတိုက်တွေစသဖြင့်ဂိမ်းဆော့တဲ့ပစ္စည်းတွေပြန်ဝယ်လို့ရတယ်။ဒါမျိုးကိုကျွန်တော်တို့ကတော့ micro transaction တွေလို့ခေါ်တယ်။ဒီ micro transaction တွေအကြောင်းကိုတော့ကျွန်တော်အသေးစိတ်ရှင်းမပြတော့ဘူး။အလွယ်ပြောရလို့ရှိရင်ကျွန်တော်တို့အပြင်ကပတ်သက်နဲ့ဂိမ်းထဲမှာသုံးလို့ရတဲ့ပတ်သက်တွေကိုပြန်ပြီးတော့ trade လုပ်တဲ့ပုံစံမျိုးလို့ပဲကျွန်တော်ရှင်းပြလိုက်မယ်။တကယ်လို့မှအသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်လည်း comment တွေမှာအာမေးတော့ပြလို့ရတယ်ကျွန်တော်နောက်ဗီဒီယိုမှာအသေးစိတ်ပြန်ပြီးတော့ပြင်ပေးပါမယ်။ Okay အဲ့ဒါဆိုရင်ဗီဒီယိုလေးကိုဆက်လိုက်ကြအောင် ကျွန်တော်ဒီအကြောင်းကိုပြောပြဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော် YouTuber တယောက်နဲ့အညီအစုံမိတ်ဆက်ပေးဖို့လိုပါလိမ့်မယ်။သူ့ရဲ့နာမည်ကတော့ Skype လို့ခေါ်ပါတယ်။ Skype က Roblox community ထဲမှာတော်တော်ကိုနာမည်ကြီးတဲ့ YouTuber တယောက်ပါ။ဒါပေမဲ့သူ့နာမည်ကြီးလာတဲ့ပုံစံကတခြား YouTuber တွေလိုမျိုး gameplay တွေ၊ဟာသဗီဒီယိုတွေနဲ့နာမည်ကြီးလာတာမျိုးမဟုတ်ဘဲနဲ့ သူကတခြားဘယ်သူနဲ့မှမတူခဲ့လေးသားပေါ်ကောင်းတဲ့လို့ရတဲ့ခုကိုလုတ်ပြီးတော့နာမည်ကြီးလာခဲ့တာပါစကပ်က Roblox ပေါ်မှာအသက်မပြည့်တဲ့ကလေးတွေအများကြီးရှိနေတယ်ဆိုတော့သူသိရဲ့အဲ့တော့အဲ့အသက်မပြည့်တဲ့ကလေးတွေကိုတားမြစ်ထားပြီးတော့အန်ဒီရဲ့ပေးဖို့ကြိုးစားနေတဲ့လူတွေကိုသူကတက်တည်နေတကွာရောက်ပေါ်ထုတ်ခဲ့ပြီးလို့ရှိရင်တက်ဆိုင်ရာရဲတွေစီကိုသူကအက်ပြီးတော့ဒီလူတွေကိုဖမ်းဆီးဖို့အတွက်ကူညီပေးနေတဲ့ YouTuber တစ်ယောက်ပဲ ဖြစ်ပါတယ်ပြောရမယ်ဆိုလို့ရှိရင်ဗျာ Roblox ကိုယ်တိုင်က လုပ်နေတဲ့အရာတစ်ခုကိုအပြင် YouTuber တစ်ယောက်ကနေပြီးတော့ risk ယူပြီးတော့စူးစမ်းပြီးလုပ်ပေးနေတာပါ Roblox ဆိုရဲ community ကိုကလေးတွေအတွက် safe ဖြစ်တဲ့နေရာတစ်ခုဖြစ်လာအောင်ပေါ့သူ့ video တွေကတဖြည်းဖြည်းနဲ့ YouTuber တွေပြီးတော့ဒီ Roblox player တွေဈာထဲမှာနေမကတော့ဘဲနဲ့နောက်ဆုံးမှာတက်ဆိုင်ရာရဲတွေအာဏာပိုင်တွေထိကိုတက်ရောက်လာပြီးတော့သူတို့ကဒီ scap နဲ့ပူးပေါင်းပြီးတော့ကလေးတွေကိုအန်ဒီပြို့စူးစမ်းနေတဲ့လူတွေကို fancy နိုင်ခဲ့တဲ့ case တွေ အများကြီးဖြစ်လာခဲ့ပါတယ်ဆိုလိုတာကတော့သူ့ကြောင့်ရာဇဝတ်ကောင်တွေအများကြီးမိခဲ့တယ်ပေါ့နော်ပြီးတော့ဒီရာဇဝတ်ကောင်တွေဆိုတာကလည်းတော်ရုံတိုင်းရာဇဝတ်ကောင်တွေမဟုတ်ဘူးကလေးတွေကိုပြစ်မှတ်ထားနေရာဇဝတ်ကောင်တွေကိုသူဖမ်းပြီးခဲ့တာပါပြောရမယ်ဆိုလို့ရှိရင်တော့ကောင်းတာလုပ်တဲ့လူကကောင်းတဲ့အကျိုးကိုဖန်ဆန်းရမယ်ဆိုလိုပဲစကပ်ကတော်တော်လေးကိုနာမည်ကြီးတဲ့ YouTuber တယောက်ဖြစ်လာပါတော့တယ် ဒါပေမဲ့ဘသူမှမထင်ထားမိလိုက်တာကတော့ Roblox Community က Scrapbot ကိုလုံလိုက်တယ်လုံရပါပဲ။ဟုတ်ပါရဲ့။ Roblox Community တခုလုံးကလေးတွေအတွက်စိတ်ဖြစ်တဲ့နေရာတစ်ခုဖြစ်အောင်ကြိုးစားပေးနေတဲ့ Scrapbot Roblox ကပြန်လိုက်တာပဲဖြစ်ပါတယ်။ Roblox ဘက်ကအကြောင်းပြချက်ကတော့ Scrap ကသူတို့ Roblox platform ကနေပြီးတော့တခြား platform တွေစီကိုစကားပြောဖို့အတွက်ခေါ်တယ်။ဒါကြောင့်မို့လို့ဒါကသူတို့ရဲ့ community guideline နဲ့ညှိနေတဲ့အတွက်သူတို့ ban လိုက်တာလို့ဆိုပါတယ်။ တကယ်တကယ်တမ်း community guideline တိုင်းသွားမယ်ဆိုလို့ရှိရင်တော့ Roblox ကအမှန်ပါတယ်သူတို့ရဲ့မှာ community guideline နဲ့မှာဒီလိုမျိုး game ထဲမှာစော့နေတဲ့လူတွေကို Discord လိုနေရာမျိုးတွေ၊ WhatsApp လိုနေရာမျိုးတွေကိုခေါ်သားခွင့်မရှိပါဘူး။ဒါသူတို့ရဲ့မှာ guideline ပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းနေရာတိုင်းမှာကျွန်တော်တို့ရဲ့ rule တွေကို follow လုပ်နေလို့မရပါဘူး။ဘာလို့လဲဆိုလို့ရှိရင်အခု Mascot လိုလူမျိုးရဲ့နေရာအနေနဲ့စဉ်းစားကြည့်ပါ ကျွန်တော်တို့လိုအပ်တဲ့ data တွေရဖို့အချက်လက်တွေရဖို့ဒီလူတွေရဲ့နာမည်တွေတည်နေရတွေ location တွေပြီးတော့ဒီလူတွေကဘာလို့ကိုကျန်နေရလဲဆိုအောင်သိရဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ app party platform ကြီးကိုခေါ်ဖို့ logo လိုအပ်ပါတယ်ဆိုလိုတာကတော့ discord ကြီးကိုခေါ်လို့ရတယ်ပြီးတော့ဒီလိုမျိုးနဲ့ပဲသူကအသွင်ယူပြီးတော့ကလေးရောင်ထောင်ပြီးတော့ဒီ target ထားနေတဲ့ area ကောင်းမျိုးဖန်စီပေးခဲ့တာပါ roblox အနေနဲ့ဒီကိစ္စကအမှန်တကယ်ပြောလို့ရှိရင်ဖွင့်လို့ပေးလို့ရတဲ့ကိစ္စတစ်ခုပါ Roblox ရဲ့လောကကတော့ gaming community ကြီးတစ်ခုလုံးကိုကြီးကြီးကျယ်ကျယ်ရိုက်ခတ်သွားတော့တာပဲဖြစ်ပါတယ်။ထုံးစံတိုင်း internet ပေါ်မှာကတော့အကြောင်းအရာတစ်ခုဖြစ်လာကြပြီဆိုလို့ရှိရင်တော့နှစ်ချမ်းကွဲကြတာကတော့ထုံးစံပါပဲ။ဒါပေမဲ့လည်းဒီတစ်ခေါက်နှစ်ချမ်းကွဲတဲ့ကိစ္စမှာတော့တော်တော်ကြီးကိုပဲတိတိတသားကြီးဘက်ကကွာဟနေရပြ။အာ Square ဘက်ကနေပြီးတော့နာကြတဲ့လူတွေဆိုတာအများကြီးဖြစ်နေပြီးတော့ Roblox မှာနေဆိုပြီးတော့ပြောတဲ့လူတွေကတော့လူနည်းစုပဲဖြစ်ပါတယ်။ ပြီးတော့ပို့ဆိုတာတကူက Roblox platform ပေါ်မှာစောင့်နေရမဟုတ်တဲ့တခြား YouTuber တွေကပါ scam ဘက်ကနေဝင်ပါလာကြပါတော့တယ်။တဖြည်းဖြည်းချင်းစီ online ပေါ်မှာဖြစ်နေတဲ့ရန်ပွဲကြီးလို့ပုံစံမျိုးကနေပြီးတော့တချို့မိပါတယ်ဆိုလို့ရှိရင်သူတို့ကလေးတွေကို Roblox ပေါ်မှာဂိမ်းဆော်ဖို့အတွက်ကိုသူတို့စိတ်မချတော့ဘူးဆိုပြီးတော့ပြောလာကြတယ်။တချို့မိပါတယ်ဆိုလို့ရှိရင်လည်းသူတို့ရဲ့ကလေးတွေက Robux ဆိုတဲ့ currency ကိုဝယ်ဖို့အတွက်သူတို့ညာနေပတ်သက်ပြီးခိုးပြီးတော့သုံးနာရီမိလို့သူတို့ပြဿနာတွေတက်ခဲ့တဲ့အကြောင်းတွေလည်း သူတို့ပြောပြလာကြပါသေးတယ်ဒီနေ့ခဏပတ်သက်ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းပိုရိတ်ကြုံနေရတဲ့အကြောင်းအရာတစ်ခုရှိတယ်အဲ့ဘာလို့ဆိုလို့ရှိရင်ကျွန်တော်အရင်အလုပ်လုပ်ခဲ့တဲ့ company ပိုင်ရဲ့တတိတတိယမှာတားက Roblox ဆော်တယ်သိနေကြခင်မှာပဲသူတို့နေအောင်အကြီးကြီးပြဿနာတက်တယ်တက်တဲ့ပြဿနာကဘာလဲဆိုတော့သူ့ရဲ့မှာတားက Roblox ဝယ်ဖို့အတွက်သူ့ဟေးရဲ့မှာဘဏ်ကတ်ကိုခိုးသုံးပြီးတော့ဒေါ်လာ3000ကိုသုံးလိုက်တာညီမငွေလဲဆိုရင်သိပြရတော့ဟုတ်ကဲ့ဒါကတော့ကျွန်တော်ကြုံခဲ့တဲ့အဖြစ်အပျက်ကလေးတစ်ခုပြောပြတာပေါ့နော်ဒါပေမဲ့ ဒီလောက်နဲ့ပဲပြီးသွားလားဆိုတော့ကြတော့ပြဿနာဒီလောက်နဲ့ပြီးမသွားဘူးဗျ။ဘာလို့လဲဆိုလို့ရှိရင် online ပေါ်မှာဖြစ်နေတဲ့ရံပွဲကြီးရနေပြီးတော့ဘယ်သူမှထင်မထားတဲ့နေရာတစ်ခုထိပေါက်ရောက်ပြီးတော့ဒီပြဿနာကတော်တော်ကြီးကိုကြီးမားတဲ့ပြဿနာကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်။ဘယ်လိုမျိုးဖြစ်သွားခဲ့တာလဲဆိုလို့ရှိရင် American ပြည်ထောင်စုရဲ့မှာပြည်နယ်တစ်ခုဖြစ်တဲ့ Louisiana ပြည်နယ်ကနေပြီးတော့ Roblox ကိုကလေးတွေပေါ်ကိုကာကွယ်မပေးနိုင်မှုနဲ့တရားစွဲလိုက်တာပဲဖြစ်ပါတယ်။ဆိုလိုတာကတော့ဒါက online ပေါ်မှာဖြစ်တဲ့ရံပွဲသေးသေးလေးတစ်ခုမဟုတ်တော့ဘဲနဲ့ ဒါကအစိုးရပိုင်းတွေအဖြစ်ပြောရလို့ရှိရင်နိုင်ငံအကြီးအကဲပိုင်းတွေအဖြစ်ဝင်ပါလာတဲ့ကိစ္စတစ်ခုဖြစ်သွားတယ်။တချို့နိုင်ငံတွေမှာဆိုလို့ရှိရင် Roblox ကိုဘန်းမှာဘန်းပလိုက်ကြတယ်။ဒီ case နဲ့ပတ်သက်ပြီးတော့ပေါ့နော်။ Roblox အတွက်ကတော့တော်တော်ကိုပဲထိကြိုက်တဲ့နှစ်တွေလို့ပဲပြောရမှာပဲ။ YouTuber တယောက်ကိုဘန်းလိုက်မိတာကနေပြီးတော့အခုဆိုလို့ရှိရင်သူတို့တရားပါရင်ဆိုင်နေရပြီ။ပြီးတော့နိုင်ငံတော်တော်များများမှာလည်း Roblox က software မရှိတော့ဘူး။ဘန်းခံလိုက်ရပြီ။ အဲ့တော့ player base တော်တော်ထိုးကြပါပါတယ်အဲ့တော့ Roblox အနေနဲ့ပြန်ထားဖို့ကတော့တော်တော်ကိုမလွယ်ကူတဲ့အနေအထားကြီးတစ်ခုဖြစ်သွားပြီအဲ့တော့ Roblox အနေနဲ့ဒီအခြေအနေကြီးကနေပြန်ရောက်ထားဖို့ဆိုတာတော်တော်ကိုခက်ခဲတော့မှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုအစမှာမေးခဲ့တဲ့မေးခွန်းကိုပြန်ဖြေဖို့အတွက်အချိန်တစ်ခုရောက်လာပါပြီ Roblox ကစိတ်ချရတယ်လားမိမရဲ့အနေနဲ့ရောကိုကလေးက Roblox ဆော့နေပြီဆိုလို့ရှိရင်ဖြစ်ပြီခဲ့လားအဖြေကတော့စိတ်ကိုတက်ပါတယ် Roblox ကမကောင်းတဲ့ platform တစ်ခုလို့တော့ကျွန်တော်မပြောလိုပါဘူးအာဒါပေမဲ့ ကလေးတွေကိုတော့ဘာထိန်းချုပ်မှုမှမရှိဘဲနဲ့ Roblox ပေါ်မှာဖြစ်နေတဲ့ဖြစ်နေတိုင်းနေဆိုပြီးတော့ကစ်ထားလို့မရတာတော့အမှန်ပါပဲကလေးတွေကို NDA ပြုတ်ကိုစူးစမ်းနေတဲ့လူတွေက Roblox ဆိုတဲ့ platform ပေါ်မှာကလေးတွေအများဆုံးရှိနေမယ်သူတို့သိတယ် game character တွေအနေနဲ့ဝင်လာကြတယ်ပြီးတော့ကလေးတွေစီချင်းကက်တယ်စကားပြောတယ်ပြီးတော့အယုံတွင်းတယ်ပြီးတော့သူတို့လိုချင်တာတွေရဖို့အတွက်စူးစမ်းကြတဲ့နေရာတခုဖြစ်ဖြစ်ပြီးဖြစ်လာခဲ့ပါတယ်အထူးသဖြင့်ဒီနေ့လိုမျိုး online မှာ scammer တွေပွားထနေတဲ့ခေတ်ကြီးမှာပေါ့နော် Roblox လိုမျိုးမျိုးကနေပြီးတော့ကလေးတွေကို target ထားပြီးတော့မိဘတွေရဲ့ data တွေကိုကျူးမယ် scam လုပ်မယ်ဆိုလို့ရှိရင်ဒါကတော်တော်လွယ်ကူတဲ့အနေအထားကြီးတစ်ခုဖြစ်သွားလိမ့်မယ်ဆိုလိုတာကလေးတွေဆိုတာ security awareness ဆိုတာလည်းသူတို့ဘာမှသိမှာမဟုတ်ဘူးဒါတွေပြီးလိုက်လို့လည်းဘာတွေဖြစ်သွားမလဲဆိုတာကိုလည်းသူတို့တက်ရောက်မှုတွေကိုသိမှာမဟုတ်ဘူးအဲ့တော့ scammer တွေကနေပြီးတော့ကလေးတွေရာတစင်မိဘတွေရဲ့မှာ bank account တွေ gmail account တွေ partner data တွေကိုခိုးယူပြီးတော့ဘဝပြတ်တဲ့အထိအသုံးချလို့ရနေပါတယ်။ Okay အဲ့တော့ဒီကုန်းချုပ်အနေနဲ့ပြောချင်တာကတော့ ကိုပဝင်းညင်မှာကလေးတွေက Roblox ပေါ်မှာအချိန်အများကြီးကုန်နေလို့ဆိုလို့ရှိရင်နည်းနည်းလေးတော့ control လုပ်ဖို့လုံးဝကြီးလွတ်ပေးထားရလို့တက်သားလို့ရှိရင်အနေငယ်တော့ control လုပ်တယ်လို့ထင်ပါတယ်အပြောချင်တာကတော့အသက်အရွယ်ကိုလည်းမူတည်ရဲပေါ့နော်အသက် session နဲ့အထက်သူတို့ကိုသူတို့ထိန်းချုပ်နိုင်နေပြီဆိုတော့အသက်အရွယ်ပိုင်းခါဆိုလို့ရှိရင်ကျွန်တော်တို့အပြစ်မပြောလို့ဒါပေမဲ့အရန်ငယ်လေးရဲ့15နှစ်နဲ့အောက်ကလေးတွေဆိုလို့ရှိရင်တော့ဖြစ်နိုင်လို့ရှိရင်ထိန်းချုပ်တည်တယ်လို့ပြောရနေတယ်ဒီ video ကို ဒီမှာပဲရက်လိုက်ပါတော့မယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ Tech Night က Hey Man ဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါဦး